ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရုံပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်မထိုးကြီးမျိုးမရေစခန်းနဲ့တရုတ် gas pipeline စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်အုပ်စုဘက်မှ၄ဦးတေပြီး gas pipeline စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များတိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မန္တလေးတိုင်းမြင်းကျန်ခရိုင်နထိုးကြီးမြို့နယ်မှာကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်နထိုးကြီးမြို့မှာရေစခန်းနဲ့ gas pipeline ဆောက်စစ်အုပ်စုတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရာမှာစစ်အုပ်စုဘက်က၄ရောက်တေဆုံးပြီး gas pipeline စခန်းနဲ့လက်နက်တွေတင်ဆဲရရှိခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။မေလ15ရက်မနက်6နာရီအချိန်ကစလို့နထိုးကြီးမြို့မှာရေစခန်းနဲ့ထန်းစင်ရော gas pipeline နေရာကစစ်အုပ်စုတွေကိုတော်လိုင်းရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ ဒီတိုက်ပွဲကိုနှတို့ကြီးပကဖားနဲ့အတူမြင်းကြံခရိုင်အမှတ်၈တရင်ကပေါ်ဆောင်ခဲ့တာဖြစ်ပြီးကိုမြင့်ဆောင်အညာမြင့်စစ်စင်ရေးဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအပြီးစစ်အုပ်စုဘက်ကမျက်မြင်၄ရောက်တိတ်ဆုံးပြီး gas pipe ဆောင်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာကြောင့်လက်နက်နှစ်လက်နဲ့ gas pipe လိုင်းစခန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကမနက်၆နာရီကနေညနေ၅နာရီထိ၁၇နာရီလောက်ကြာပါတယ်မြို့ပေါ်နဲ့ gas pipe line တပြိုင်နက်တည်းဖြစ်တာပါစခန်းတင်းစေရမိခဲ့ပါတယ် လက်ရှိကတော့စည်ရေးအခြေအနေရရောခရင်စစ်စင်ရေးဖြစ်လို့ဖြေလို့မရသေးပါဘူးလို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းစစ်ကောင်စီဘက်က MI35 Y20 နဲ့ Jet Fighter တွေအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေအသေးအတန်လုံဆောင်ခဲ့တယ်လို့နထိုးကြီးဘက်ကဖတ်တပ်ဖွဲ့ဝင်တယောက်လည်းကြဆုံခဲ့ရပါတယ်။မြင်းကျန်ခရင်စစ်ဌာနခရင်ကုတ်ကဲရေးမှုရဲ့စီမံမှုနဲ့အတူမြင်းကျန်ကျောက်စဲမိထီလာအခြေစိုက်တရင်တပ်ဖွဲ့တွေ ပကဖတွေကမေလ15ရက်နေ့ကစတင်ပြီးမြင်းကြံခရိုင်အတွင်းကမြို့နယ်တွေမှာခရိုင်အဆင့်တိုက်ပွဲတွေပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းစစ်အုပ်စု90ကျော်တင်ဆောင်ထားပြီးစစ်တုံးဘန်းတွေနဲ့လက်နက်ခဲယမ်းတွေတင်ဆဲရမိထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မတရားတင်းနဲ့ခလာရ25လီတရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မတရတက်နဲ့ခလာရ294တရင်မှစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရမှာအကြမ်းဖက်စစ်တပ်ဘက်မှရှေ့ဦးသေဆုံးခဲ့ကြောင်းပကုတ်ကူ Special Task Force မှတာဝန်ရှိသူတို့ကဆိုပါတယ်မေလတရက်နေ့မှာမြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မတရတက်နဲ့ခလာရ294တရင်မှအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ဘက်မှ Jet Fighter, Paramotor, Y12 တို့နဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ MA1 တနက်တလက် G900 ကျော်ခဲယမ်းများနဲ့စစ်သားမတာအလောင်းစစ်သား၈ဦးအလောင်းကိုတိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။ရင်အကြံပတ်စစ်တဲ့စစ်ကြောင်းဟာတိကိုက်မှုများပြားခြင်းကြောင့်မေလ9ရက်နေ့မှာပခုတ်ကူတက်မှတရားတစ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ စစ်ခွေးတွေကအင်အား400လောက်နဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးတည်စရင်ကတော့ကျွန်တော်တို့ယူအလောင်း၈လောင်းတင်းစေးရမိတာကိုပဲအတိပြုထားတာပေါ့ထိခိုက်မှုတော့များတယ်လို့ပခုတ်ကူ Special Task Force မှတာဝန်ရှိသူတူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပကဖတရင်တပေါ့မြိုင်ကံမပကဖစုဖွဲ့မှုတက်မြိုင်ပကဖပေါ့ပကဖကံမတက်ပေါင်းစုပခုတ်ကူကရိုင်အမှတ်26014459ကျောင်းသားတက်မတော် ABSDF A+ တပ်ပေါင်းစုအညာမီတပ်ပေါင်းစု PLC တပ်ပေါင်းစုဂလုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ PPDF ဘူဘရာသာတပ်ပေါင်းစုဝင်းပလွေပြောက်ကြားတပ်ဖွဲ့ Earthquake တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတပ်ဖွဲ့များတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါအောင်ဆန်းစုကြည်ကိုချီးမြှင့်တဲ့ပြည်သူ့ဂုဏ်ရည်ဆုကိုတားဖြစ်သူကိုထိန်လင်းလက်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာလူမှုကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်တဲ့ ပြည်သူ့ကုန်ရည်စုကိုတားငယ်ဖြစ်သူကိုထိန်လေးခေါ် Kim Eric ကလက်ခံရယူခဲ့ကြောင်းသိရှိရပါတယ်16ကြိမ်မြောက်ပြည်သူ့ကုန်ရည်စုပေးအပ်ပွဲအခမ်းအနားကိုမေလ24ရက်နေ့မှာ American ပြည်ထောင်စု Texas ပြည်နယ် Houston မြို့မှာကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကုန်ရည်စုဟာမြန်မာပြည်တွင်းမှာဂုံပြူတင့်ဂုံပြူထိုက်သူများကိုပြည်ပရောက်တိုင်းရင်းသားမြန်မာမိသားစုများမှဝိုင်းဝန်းဂုံပြူကြတဲ့စုဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူ့ဂုံရီအသင်းက2025ခုနှစ်16ကြိမ်မြောက်ဂုံပြူသူအဖြစ်အကျဉ်းချခံနေရတဲ့ ပြည်သူ့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ကောင်းရေးစုချင်းမြင့်ရဲ့ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံးဟာမြန်မာနိုင်ငံနဲ့ပြည်သူများအပေါ်မှာထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥစ္စာမှုများအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံဖတ်စစ်အာဏာရှင်ကိုဒူးမထောက်ပဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့စိတ်ခွန်အားကိုဥညွတ်ဂုံပြုခြင်းဖြစ်ကြောင်းပြည်သူ့ဂုံရီအသင်းကထုတ်ပြန်ထားပါတယ်။မတရားဖန်ဆီးထိမ့်သိမ်းခံနေရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုံရီအတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပြည်သူ့ဂုံရီစုပေးပွဲအခမ်းအနားကိုကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်လူအခွင့်အရေးဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်ကျော်မိုး CRPH နိုင်ငံကဦးအောင်ကြည်ညွန့်တို့လည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ ထပ်မံတင်ဆက်ပေးကြတာကတော့ရခိုင်စစ်ရှောင်းများကိုစစ်ကောင်းဆောင်စေတနာထားကြောင်းဥမ္မာမောင်အောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်းဆောင်အနေနဲ့တိုင်းရင်းသားများအပေါ်စေတနာအစဉ်ထားရှိကြောင်းနဲ့နေရဆွန်ခွာရခိုင်တိုင်းရင်းသားများအတွက်စားတောက်ကုန်နှစ်လစာထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းစစ်ကောင်စီပြန်ကြားရေးဝန်ကြီးဥမ္မာမောင်အောင်ကယမန်နေ့ကရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှပြုလုပ်တဲ့ရခိုင်တိုင်းရင်းသားအသင်းအဖွဲ့များနဲ့တွေ့ဆုံပွဲမှာပြောပါတယ် အကြောင်းအမျိုးမျိုးကြောင့်ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားများကိုလိုအပ်သောအကူအညီများပေးမှာဖြစ်တယ်လို့ရခိုင်ပြည်နယ်မုခါမုံတိုင်းဖြစ်စဉ်မှာလဲဝိုင်းဝန်းကူညီထောက်ပံ့ပေးခဲ့ပြီးမူလအခြေအနေထက်ပိုမိုတာလွန်သောအခြေအနေကိုရောက်ရှိရင်းကြိုးပမ်းခဲ့ကြောင်း၎င်းကဆိုပါတယ်။ထို့အပြင်ရခိုင်တိုင်းရင်းသားများအနေနဲ့နိုင်ငံရဲ့အနာဂတ်ကိုရှေးရှု၍တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးသို့ဝိုင်းဝန်းလက်တွဲကတိုင်းပြည်ချစ်စိတ်ပြသရမယ်လို့လဲထည့်သွင်းပြောဆိုသွားပါတယ်။ ို့တို့ပြောဆိုနေပေမဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုဘုံကျဲနေတဲ့အတွက်အရတားပြည်သူများအစုလိုက်အပြုံလိုက်တည်ဆုံတရားရမှုများရှိနေတယ်လို့ရခိုင်စည်ရေးအခြေအနေများကြောင့်ဘေးလွတ်ရာမျိုးများတို့တင်းရှောင်လာသူများကိုလည်းချက်မက်စွာစစ်ဆေးဖမ်းဆီးမှုများပြည်လုံးလျက်ရှိသောကြောင့်စိုးရိမ်ထိတ်လန့်စွာနေထိုင်ရာကြောင်းရခိုင်စစ်ရှောင်များထံကနေသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့စစ်တပ်ရိတ်ခါနဲ့လက်နက်ခဲယမ်းများတည်ယူလျက်ရှိတဲ့ ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးကုန်တင်ယထာတိမ်မောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ထံကိုစစ်တပ်ရိတ်ခါနဲ့လက်နက်ခဲယမ်းများမကြာခဏတင်ယူလိရှိတဲ့ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရပြီးကုန်တင်ယထာတိမ်မောက်သွားကြောင်းမြမမိယထာထံမှသိရှိရပါတယ်ယနေ့မေလ25ရက်နေ့နက်နက်9နာရီခွဲအချိန်ခန့်မှာမွန်ပြည်နယ်ပေါင်မြို့နယ် တဲဖြူကုံဘူတာမတောင်ကုန်မြို့ဘက်ကိုထွက်ခွာလာတဲ့စကောင်းအမတ် DF1373 ခုံမောင်းလာတဲ့ယထာအတွေ့16တွဲပါကုန်တင်ယထာအမတ်68ခုံအစုံယထာမှာတထုံမြို့နယ်မိုးကောင်းကျေးရွာအုပ်စု ကလီကျွန်းကျေးရွာအနီးယထာမိုင်တိုင်အမတ်124မြင်းဆောင်3အနီးမိုင်းမိခဲ့ကြောင်းမိုင်းပေါက်ကွဲမှုကြောင့်ကုန်တင်ယထာအတွေ့လေးတွဲလမ်းချော်ပြက်စီးသွားပြီးယထာလမ်းပေ250ဝန်းကျင် ပြတ်တောက်သွားကြောင်းသိရှိရပါတယ် လောလောဆယ်တော့ရန်ကုန်မော်လမြိုင်ယထာခရီးစဉ်တွေအားလုံးရပ်နားသွားပါပြီဒီမနေ့ကုန်တင်ယထာမောက်တာမှာတော့လူထိခိုက်မှုမရှိပါဘူးလို့မော်လမြိုင်ပူတာကြီးမှဝန်ထမ်းတအုပ်ကဆိုပါတယ်ရန်ကုန်မော်လမြိုင်ယထာလမ်းမတစဉ်ကုန်တင်ယထာများနဲ့မော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်နဲ့ရတခနေမင်းများကိုစစ်ကူများနဲ့လက်နက်ခဲယံများကိုစစ်တပ်ကမကြာခဏပို့ဆောင်လေးရှိကြောင်းတော်လင်ရေးတရင်အရင်မြင့်များကပြောဆိုကြပါတယ်မေလ6ရက်နေ့ကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်မော်လမြိုင်ယထာလန်နိပလေဘူတာနဲ့တောင်စွန်းဘူတာအကြားမိုက်ခွဲခံရပြီးတရားတစင်းပါပြူကျပျက်စီးသွားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရာမညမွန်တက်တော်နဲ့ပူပေါင်းဆောင်ရွက်မယ်လို့ TNL ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပေါင်းဆက်ဖွဲ့စည်းလိုက်တဲ့ရာမညမွန်တက်တော် RMA ကိုဘဝတူတော်လန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လန်ရေးရည်မှန်းချက်ပန်းနိုင်အမြန်အောင်မြင်ဖို့ပူပေါင်းဆောင်ရွက်သွားမယ်လို့တအောင်းတက်တော် TNL ကကြေညာလိုက်ပါတယ် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစပ်ပြီးတပ်ဖွဲ့နှစ်ခုကိုရာမညာမွန်တပ်တော် RMA အဖြစ်ဖွဲ့စည်းလိုက်တဲ့အပေါ်တအောင်းတပ်တော်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ဘဟုဌာနချုပ်ကသဘောထားထုတ်ပြန်လာပါတယ်။တအောင်းတပ်တော်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ဘဟုဌာနချုပ်ကရာမညာမွန်တပ်တော်ဖွဲ့စည်းမှုအပေါ်ကြိုဆိုဂုဏ်ပြုကြောင်းနဲ့ရာမညာမွန်တပ်တော်ထူထောင်မှုဟာ မန်ကန်နဲ့တော်လိုင်းရင်လမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ရာမညမွန်တက်တော်ကိုစစ်အာဏာရှင်စနစ် တိုက်ဖျက်ရင်ဒန်းတူရေးနဲ့ကိုပိုင်ပြထန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်နဲ့မေလ24ရက်နေ့မှာပေါင်းစည်းခဲ့ပြီးမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLAED နဲ့ MLA တို့တက်တော်တစ်ခုအဖြစ်စုဖွဲ့လိုက်တာဖြစ်ပါတယ်။မွန်ပြည်သက်ပါတီ AD နိုင်ငံရေးစည်ရေးဥဆောင်မှုအဖွဲ့နဲ့ MLA ဥဆောင်အဖွဲ့တို့ပါဝင်တဲ့မွန်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီအထက်ကမွန်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးဥဆောင်ကော်မတီဝင်တွေတဲက9ဦးကိုရွေးချယ်ပြီးဥက္ကဋ္ဌနိုင်စရာဒုဥက္ကဋ္ဌနိုင်လီကောင်းနဲ့အတွင်းရေးမှုနိုင်ပညာလေတို့ပါဝင်ပါတယ်။ရမညမွန်တက်တော် RMA ရဲ့စီရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထည့်ဖို့မွန်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးကော်မတီဥဆောင်မှုနဲ့အဖွဲ့ဝင်9ဦးပါတဲ့စစ်ကော်မတီကိုလည်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စစ်ဦးစီးချုပ်ဖြစ်ဘူမူးချုပ်စလွန်ထောဒုစစ်ဦးစီးချုပ်၁ဘူမူးကြီးစိုးဝင်းနဲ့ဒုစစ်ဦးစီးချုပ်၂ဘူမူးကြီးကြည်စံတို့ကိုခန့်အပ်တာဝန်ပေးထားတယ်လို့နှစ်ဖက်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရင်းနဲ့စစ်အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငင်းရေးအတွက်မွန်ပြည်သစ်ပါတီ AD ရမညာမွန်တက်တော် RMA တို့အဖိနှိတ်ခံဘဝတူတိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လည်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်စုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။